င်းနေနေတော့ငွေဝင်ခြင်းနဲ့ follower ရိုက်ခြင်းနဲ့ YouTuber တောင်ဖြစ်နေတယ်။အဲ့ဒီလိုမျိုးဖြစ်နေတဲ့စိတ်ကလေးရှိတာနဲ့ချီတလန်းစနေပြီ။အားလုံးမင်္ဂလာပါဖြစ်နေဖြစ်ပါတယ်။ Okay so first thing first YouTuber တောင်ဖြစ်နေတာလား။ဖြစ်နေဆိုရင် ကိုတကယ်လုံးနိုင်သလားဆိုတာပါထပ်ပြီးတော့စဉ်းစား။ Guys I won't sugarcoat things. ဖနာ sugar coat တွေလုံးမမဟုတ်ဘူး motivation ပေးမှလည်းမဟုတ်ဘူး youtuber တယောက်ဖြစ်သွားတာနဲ့ AACC လာတိုင်းပတ်စံကြီးအများကြီးဝင်မယ်ဆိုတော့ မရေရာမသေးကြတဲ့မျှော်လင့်ချက်တွေပေးမှလည်းမဟုတ်ဘူးအရှိ့ကိုအရှိ့တိုင်းပြောမှာအမေ follower လေး20ကဝင်ကျင်နေနေရဘလောက်တောင်အောင်မြင်နေလို့လေလို့ပြန်လာမင်းတော့ဒီဗီဒီယိုကခင်ဗျားရဲ့အတွေ့အကြုံလေးပါတယ်ပြီးတော့ရင်အခုလက်ရှိအောင်မြင်နေတဲ့ follower sorry subscriber ကိုမှ million ရှိပြောရှိနေတဲ့ YouTuber တွေရဲ့အတွေ့အကြုံမျိုးပြန် line လေးလာပြီးတော့မှပြောတဲ့ဗီဒီယိုဖြစ်တယ်။ Okay okay မလို့အဖယ်စကားတွေရှေ့သွားမှဆိုတဲ့အတွက်ပြန်တော့ let's get back to the point လို့ရုပ်ပြန်သွားလိုက်ရအောင်။အဲ့တော့ YouTuber တယောက်ဖြစ်နိုင်လား ဖြစ်နိုင်တယ်ဒါပေမဲ့မလွယ်ဘူးကိုကဘာလို့ YouTuber တရားဖြစ်စင်တာလဲဝင်ငွေရှာဖို့လားဝါသနာပါလို့လားနာမည်ကြီးဖို့လားဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အောင်မြင်တဲ့ YouTuber တရားဖြစ်ဖို့အတွက်ဆိုရင်ကိုကဇွဲကောင်းနေရမယ်အပြင်းမှန်းခံနိုင်ရမယ်အကယ်၍ကိုကအပြင်းကြီးတဲ့သူဗီဒီယိုရရရလဲဝါသနာမပါဘူး editing လုပ်ရရလဲဝါသနာမပါဘူးပြင်မဲ့တဲ့တောင်လည်းမခံနိုင်တဲ့သူဆိုရင်တော့အခုတည်းကမစင်းစားပို့ပြောကောင်းပဲခဏပြောချင်တာကွာ YouTube ပေါ်မှာဗီဒီယိုလေး10မိနစ်လောက်တင်ရဖို့အတွက်နောက်ွယ်မှာ 6နိုင်လောက်အချိန်ပေးရတယ်။ကိုကအဲ့လိုမျိုးအချိန်ပေးနိုင်လား? YouTuber တယောက်ကသူဗီဒီယိုတစ်ပုဒ်ဖန်တီးရဖို့အတွက်ကင်မရာလေးထောင်ပြီးတော့ဒီဟာလေးရှောက်ပြောနေအောင်နေမပြီးကွာအဲ့ဒီနောက်ွယ်မှာလိုရတဲ့ process တွေရှိတယ်။နံပါတ်1 script idea ကိုစဉ်းစားရတာ။အဲ့တော့ကိုကဗီဒီယိုမှာဘာအကြောင်းပြောမှလဲဆိုတဲ့ idea ပဲ final address ဆိုရင်ဒါ night work ကနေပြီးတော့တနိုင်လောက်ထိကြတယ်။ပြီးတော့ရင်ဗီဒီယိုရိုက်ရတာပေါ့နော်။ရိုက်တဲ့အခါမှာလည်းပြန်ညနှစ်နိုင်လောက်ထိတော့ကြာတယ် final address video တစ်ပုဒ်ရဖို့ဆိုရင်လေ final address အကြဆုံးကကြာတော့ video editing လုပ်တာ။ ဒါလည်း content creator တယောက်နဲ့တယောက်မတူတချို့တွေကြတော့လည်း video editor တိတ်ပြီးတော့မများဆဆမလုပ်ပင်နဲ့တင်လိုက်တဲ့ creator တွေလည်းရှိတယ်တချို့တွေကြတော့လည်းဘဝ special အပြန်စားတွေ edit လုပ်ပြီးမှတင်တဲ့ creator တွေလည်းရှိတယ်ဖြစ်လာတော့အလဲလက်တင်မှာပေါ့နော်အဲ့တော့အားလုံးမောင်းထူတော့ဗီဒီယိုတပုတ်ရဖို့အတွက်ဆိုရင်6နိုင်လောက်ထိတော့အချိန်ပေးရတယ်။အဲ့ဒီလိုမျိုးဗီဒီယိုတွေကိုပုံမှန်တင်ပေးရမှာဆိုတော့လုံးနိုင်လားဆိုတာကိုအရင်စဉ်းစား။ဖီနာစာလောက်တောင်းရဆိုရင်လေအချိန်မှလည်းပြောပြီးသွားပြီ။နှစ်ပတ်ဆက်တိုက်ဗီဒီယိုတွေကိုနေ့တိုင်းတင်တာ။အရန်ပြင်မှန်းရတယ်။ အလားတရာဆိုလဲဆိုတော့ stress များလာတဲ့အခြေအနေအောင်ရောက်သွားတယ်ကွာငါဒီနေ့ဒီဗီဒီယိုတင်ရမယ်မပေးမချင်းအဲ့ဒီလုံနေရနားချင်းဆိုတာလည်းမရှိဘူးမျိုးလုံးတွေလည်းကပ်ပြီးတော့ eye strain ဆောင်ရတဲ့အတော့ဆိုဒါမဲ့အခုနောက်ပိုင်း final channel လေးမှာလည်းဗီဒီယိုတွေတော်တော်များများရောင်းနေပြီဆိုတော့ကိုကိုကိုပြန်ပြီးဂရုစားရမယ်အချိန်ရောက်လာပြီပေါ့နော်အဲ့တော့ဗီဒီယိုတွေကိုနှစ်ရက်ကြာ double up တင်ဖို့တော့ပြန်စိတ်ကူလာတယ်ကဲဆက်ပြောပြောကြရအောင်ကိုကဘလို youtuber မျိုးဖြစ်နေတာလဲ အစပိုင်းမှာတော့တော်တော်များများကသူတို့ဘယ်လို content မျိုးတွေကိုဖန်တီးခြင်းလဲဆိုတာကိုမသိကြတဲ့သူတွေများတယ် အဲ့တော့ဖင်နာဒီညမှာအကြံပေးချင်တာကကိုတကယ်ကျွမ်းကျင်နဲ့ကိုတကယ်တိထားတဲ့အရာကိုအသုံးချပြီးတော့ခွန်ကျန်လေးဖြန့်ကြည့်ပါလို့ဆိုပါစို့ကိုကအင်္ဂလိပ်စာအရန်တော်တယ်အင်္ဂလိပ်လိုပြောတာလည်းမွတ်ထွန်းနေရပဲဒါဆိုရင်အဲ့ဒါကကိုရဲ့ skills တစ်ခုဖြစ်သွားပြီဒါကိုအသုံးချပြီးတော့ကိုကခွန်ကျန်လေးဖြန့်ကြည့်လို့ရတယ်ဘာခွန်ကျန်နေဖြန့်ကြည့်မှာလဲအခုလိုမျိုးကျွမ်းကျင်လာဖို့အတွက်ဘလိုတွေလေ့လာခဲ့လဲပြီးရင်အဲတခြားသူတွေကိုလည်းသူရဲ့ English language skills တိုးတက်လာဖို့အတွက်ဘာတွေလုပ်သင့်လဲဆိုတော့အကြံဉာဏ်ပေးတဲ့ဗီဒီယိုလေးတွေလုံးလို့ရတယ်အကယ်၍ကိုက hint ချက်တော်တဲ့သူ ဟင်းချက်ရလဲဝါသနာပါတယ်ဗီဒီယိုလေးရရလဲဝါသနာပါတယ်ဆိုရင်အဲ့ဒါကိုအသုံးချပြီးတော့ဒီ cooking videos လေးတွေဖန်တီးလို့ရတယ်ကိုဟင်းချက်နေတာကိုဗီဒီယိုလေးရိုက်ချမ်းမယ်ပြီးရင် edit လုပ်မယ်နောက်ခံ voice over တွေထည့်ပြီးတော့တင်လိုက်လဲဒါအဆင်ပြေရပါပဲ cooking videos တွေကလည်းတော်တော်လေးလုံးဖြစ်တယ်เนาะအဲ vinaro ဆိုရင်လည်းတခုခုချက်မဲ့ပြုတ်မယ်ဆိုရင်ကိုတခါမှမချက်ဘူးတဲ့အရာဆိုရင် YouTube ပေါ်သွားပြီးတော့လိုချင်မလဲဆိုတဲ့နည်းတွေလိုက်ကြည့်ကြတယ်ဟုတ်ကိုရဲ့ video လေးကိုကြည့်ပြီးတော့သူတို့ချက်ပြုတ်နည်းတိသွားတယ်ဆိုရင်လည်းဒါက ကိုသူများတွေကိုကူညီတာပဲလေအဲ့တော့ကိုကဟင်းချက်ဝါသနာပါတယ်ဟင်းချက်တော်တယ်လို့လည်းကိုကူကိုယုံကြည်ရယ်ဆိုရင်အာ cooking videos လေးတွေစပြီးဖန်တီးကြည့်ပေါ့ဒါမှမဟုတ်ပေါ့ပေါ့ပပါ live sign sharing video လေးတွေလုံးပါလားโอเคရတယ်အဲ့တော့ဒါပေမဲ့တခုတိထားမှာကကိုရဲ့ live sign က productive ဖြစ်နေဖို့လိုတယ်တဘာသူ drone inspire ဖြစ်နေပို့လို့လေကိုယ့်ရဲ့ video ကြည့်ပြီးတော့တစ်ဖက်သူကအကျိုးတစ်ခုရသွားစေမဲ့ lifestyle sharing ပုံစံမျိုးဆိုရင်တော့လောက်ဖြစ်လာပေးတယ် lifestyle sharing knowledge sharing နဲ့ပတ်သက်ပြီးတော့ပြင်တာအရန်သဘောကျတဲ့ youtuber တယောက်ရှိတယ်။သူနာမည်က Zilly Ha Acnia တဲ့။သူဆိုရင်စတက်ကတူပထမနှစ်ကြာနေပြီးတော့အခုချိန်ထိ lifestyle sharing blog လေးတွေကိုလုပ်လာတာ။အဲ့တော့လမ်းကြောင်းရင်သွားပြီးတော့ကြည့်လို့ရတယ်။သူ့ video တပုတ်ချင်းစီတိုင်းကကြည့်တဲ့လူတွေအတွက် inspire ဖြစ်စေတယ်။သူကိုယ်တိုင်ကလည်း productive ဖြစ်တဲ့သူဆိုတော့အကယ်၍ကိုကအတန်းနဲ့မှလဲစားသေစားလိုက်နိုင်တဲ့အဲကျောင်းသားကျောင်းသူဖြစ်တယ်ဆိုရင်တော့ကိုယ့်ရဲ့ study tips တွေကိုသူများတွေကိုမျှဝေဖို့အတွက် video လေးဖန်တီးလို့လည်းရတယ် ဖီနာကအခုလက်ရှိတတိယနှစ်စီကြောင်းသူတူဦးပေါ့နော်အဲ့တော့ဖီနာပထမနှစ်ကနေစပြီးတော့အခုချိန်ထိစတက်ကတော်မှာစာရင်ဘယ်လိုလေ့လာခဲ့လဲ exam time တွေဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုတော့ effective ဖြစ်မဲ့ထိရောက်မဲ့ study tips တွေကိုကိုယ့်ရဲ့ junior လေးတွေကိုပြဝေပေးထားတဲ့ဗီဒီယိုလေးရှိတယ်အကယ်၍ကိုကအလှပရေးရာ knowledge တော်တော်ပြေးသွားတဲ့သူဆိုရင်တော့အာ beauty vlogger လောက်သွားလို့ရတယ်။ makeup ပြင်းကြီးတွေပြီးရင်အသားရေထိန်းသိမ်းကြီးတွေ skin care ဘာကြောင့်ရေးကြည့်တာလဲ moisturizer serum ဘာလို့ရေးကြည့်တာလဲနေဘက်တီမှာ sunscreen ဘာကြောင့်သုံးသင့်တာလဲဆိုတာလေးတွေကိုစိတ်ဝင်စားကြကောင်းအောင်လူတွေကို share လုပ်ပေးမယ်ဆိုရင်လည်းကြည့်တဲ့သူတွေများလာမှာပဲတကယ်လို့ကိုကခီးသွားရတာဝါသနာပါတယ်အခုလက်ရှိလည်းခီးသွားနေတယ်ဆိုရင်ကိုသွားခဲ့တဲ့ခရီးစဉ်တစ်လျှောက်မှာဒီ video record လေးမှတ်တမ်းယူထားပြီးတော့ vlog လေးတွေဖန်တီးပြီးတော့တင်လို့ရတယ်အဓိကကတော့ကိုကျွမ်းကျင်တဲ့အရာကိုအသုံးချပြီးတော့သူများတွေအတွက်အကျိုးရှိမဲ့ကွန်တန့်မျိုးတွေကိုဖန်တီးတတ်ဖို့ပဲ။ ဲ့ဒါ ਈ တက်အရေးကြီးတာကကိုကသူများကို sharing လုပ်မယ်ဆိုရင်အဲ့ဒီအကြောင်းအရာကိုကိုကတကယ်သိနေမှရမယ်ကိုပြောမဲ့အကြောင်းအရာလည်းမှန်နေမှဖြစ်မယ်နမဲတခုရှိနေရဆိုပြီးတော့ငါပြောရင်တော့တို့ယုံလောက်မှာပါဆိုပြီးတော့ပြောချင်းရာလေးရှာပြောနေလို့မရဘူး။ကိုဖန်တီးလိုက်တဲ့ဗီဒီယိုက viewers တွေအတွက်တရှိသူတွေအတွက်အကျိုးရှိနေရမယ်။အဲ့လိုအကျိုးရှိမှလည်းလူတွေကရေရှည်ကြည့်ကြမှာ။တကယ်လို့မှအောင်မြင်နေတဲ့ YouTuber တွေမှာဆိုရင်တို့က YouTube Studio Room တွေရှိကြတယ်။ဒီဗီဒီယိုရိုက်ဖို့အတွက်တီးတန့်ပြင်ဆင်ထားတဲ့ organize လုပ်ထားတဲ့ room တွေရှိတယ်။ သူတို့ဆိုရင်တကယ် quality အမိုက်စာ microphone တွေသုံးတယ် camera တွေသုံးတယ် lightning တွေဆိုရင်လည်းတိတိကျကျအောင် set up လုပ်ပြီးတော့မှရိုက်တာကွာဒါပေမဲ့အခုမှစမယ်ဆိုရင်တော့အဲ့လောက်ကြီးကတော့မလို့သေးပါဘူးဖြစ်နေဆိုရင်ဒီ microphone ကနှစ်သိမ့်ပဲရှိရယ် lightning ကလည်းဒီအခန်းရဲ့ lightning ပဲအခန်းထဲမှာတက်ထားတဲ့မီးနဲ့ပဲရိုက်နေတာဖုန်းကလည်းအခုလက်ရှိသုံးနေတဲ့ဖုန်းပဲ camera နဲ့တော့မဟုတ်ဘူး အကြီးကအရေးကြီးတာကြတော့ကိုယ့်ရဲ့ presenting skills ပေါ့နော်ကိုပေးခြင်းတဲ့အချက်အလက်ကိုပြောပြခြင်းတဲ့အကြောင်းအရာကိုကိုယ့်ရဲ့ audience တွေနားလည်အောင် bloody well explain လုပ်နိုင်လဲဆိုတဲ့ presenting skills ကအရေးကြီးရဲ့အဲ့တော့ကိုက youtuber ကိုမဆောက်လုပ်မယ်ဆိုရင်อืมกล้องกางกางไม่ชีโลไมโครโฟนซีจี้ไดเลยไม่ต้องไหนรู้สึกว่ามาอามงเงินนี่ชื่ออ่ะเนี่ยเว้ยซะအခုမှစမလို့ဘာမှဖြစ်လာတော့မှမဟုတ်ဘူး။ကဲဆက်ပြီးတော့ YouTube ဗီဒီယိုတင်တော့မယ်ဆိုရင် YouTube ရဲ့ algorithms တွေကိုနားလည်ရမှာပေါ့။ အဲ့ဒါတွေကတော့ YouTube ကနေချမှတ်ထားတဲ့စီကတ်နေပေါ့နော်အရေးကြီးဆုံးကကြတော့ကိုယ့်ဗီဒီယို copyright မမိစေဖို့ပဲပြန်တော့ video editing လုပ်တဲ့အခါ CapCut တို့ InShot တို့စတဲ့ video editing apps တွေကိုသုံးကြတယ်တခါတလေစရင်အဲ့ဒီ apps တွေမှာပါတဲ့ဒီလုံးလေးတွေပေါ့နော်ဒီ soundtrack လေးတွေကိုပြန်တော့ယူသုံးလေးရှိကြတယ်တခါတလေအဲ့ဒီ soundtrack တွေကလည်း copyright မိနိုင်တယ် ဘလို့ချင်းဒီမှာလဲဆိုတော့ကိုယူသုံးလိုက်တဲ့ soundtrack ကရှည်နေတယ်ကြာနေတယ်အရင်သိတာနေရဆိုရင် YouTube ကအဲ့ဒါကိုသတိထားမိသွားပြီးတော့ကိုကိုအဲဒါ copyright claim နဲ့လာမှာပေါ့အဲ့တော့ background sound တွေထည့်မယ်ဆိုရင်လည်းသတိထားပြီးတော့ထည့်ပါ YouTube ကနေပေးတဲ့တချင်းတွေတော့ရှိတယ်အဲ့ဒါတွေက license ပါပြီးသားတွေ YouTube ကနေတိုက်ရိုက်ပေးတာဖြစ်တဲ့အတွက်ယူသုံးလိုက်လဲ copyright မမိဘူးပေါ့နော်ဒါပေမဲ့ Funa ကအဲ YouTube audio library မှာပါတဲ့ဒီလုံးတွေ soundtrack တွေကိုတိတ်ပြီးမကြဘူး ။ဘာဖြစ်အရေးကြီးတာက copyright မမိစေနဲ့။ကဲဆက်ပြီးတော့တပ်နေကြောင်းပြောမယ်။သမနေဆိုတာ Finaro video တပုတ်ကိုအแทဝင်မကြည့်ခင်အပြင်မှာတွေ့နေရတဲ့ပုံစံလေးကိုပြောတာအဲ့ဒီတပ်နေကစိတ်ဝင်စားစရာကောင်းတဲ့တပ်နေဆိုရင်လူတွေကဝင်ပြောကြည့်မှာပဲတပ်နေ idea ကလည်းတော်တော်လေးကိုအရေးကြီးရတယ်ပါတယ်ဘာလို့လဲဆိုတော့ Finaro YouTube မှာ video တပုတ်ကြည့်ပြီးသွားပြီဆိုရင်ဘယ် video ကြည့်မှာလဲဆိုတဲ့ suggestion videos တွေအများကြီးပေါ်လာတယ်ဟုတ်အဲ့ဒီထဲမှာကိုယ့်ရဲ့ video တပ်နေလေးကသွားပြီးပေါ်တယ်ဆိုပါစို့ ဲ့တော့ကိုတက်နေရတခြားတက်နေတဲ့ဆိုင်ရင်ဒီကြည့်တဲ့ viewer ကို attract attract လုပ်နိုင်နေဆိုရင်ကို video တို့က clip မှာကွာဝင်ကြည့်မှာအဲ့တော့တက်နေကအဲ့လိုအချိန်မျိုးအတွက်အရေးကြီးတယ်အဲ့တော့ကိုကကိုရဲ့ video အတွက်တက်နေအရင်မလုပ်ခင်သူများတွေဒီတိတိကျအောင်မြင်နေတဲ့ youtuber တွေသူတို့ရဲ့တက်နေကို attraction ရှိအောင်လို့ဘယ်လိုလုပ်တယ်လဲဆိုတာကိုကအရင်သွားပြောလေ့လာကြည့်အမှန်တမ်းပြောမယ်ဆိုရင်ပြနာအတွက်တက်နေတစ်ခုလောက်တာကနိုင်ဝက်ကနေတစ်နိုင်လောက်ထိကြတယ်တခါလေးဆိုရင် ကဲကိုယ့်ရဲ့ YouTube channel လေးအောင်မြင်ဖို့အတွက်ဆိုရင်အရေးကြီးဆုံးကကို video performance ပေါ့နော်။ video performance ဆိုတာကို video ကိုလူဘလောက်များများဝင်ကြည့်လဲ၊ reach ဘလောက်ရောက်လဲ၊ impressions ဘလောက်ကောင်းတယ်လဲ၊ပြီးရင်လူတွေကကို video ဝင်ကြည့်တဲ့အခါမှာ ပြန်မြဘယ်နှစက္ကန့်ဘယ်နှမိနစ်ကြည့်လဲအဲ့ဒါအရေးကြီးတယ်။ကိုယ့်ရဲ့ video ကမိနစ်30လောက်ရှိရှိပြီးတော့ပြန်မြကြည့်တဲ့ကြာချိန်က10မိနစ်ဆိုရင်ဒါတော်တော်နည်းနေပါတယ်။ ြောချင်တာကကိုယ့်ရဲ့ဗီဒီယိုကိုလူတွေက10မိနစ်လောက်ကြည့်ပြီးတော့ထွက်ထွက်သွားကြတာအဲ့ဒီလိုမျိုးကိုကဗီဒီယိုအရှိန်လောက်ထားပေမဲ့ watch time ကျနေမယ်ဆိုရင်ဒါကိုတိကျပြန်စဉ်းစားဖို့လိုလာပြီးခုန idea တွေကိုပြောင်းလဲပြီးစဉ်းစားဖို့လိုလာပြီးကိုကပြောတာပြောနေတာကြည့်တဲ့သူက음 ဆယ်စက္ကန့်လောက်နားထောင်ပြီးတော့ထွက်သွားတယ်တမိနစ်လောက်နားထောင်ပြီးတော့ထွက်သွားတယ်ဆိုရင်ဒါကဗီဒီယို performance မကောင်းလို့ပြောလို့ရတယ် performance မကောင်းဘူးဆိုရင် YouTube ကနေကိုယ့်ကိုပေးမဲ့ RPM လို့ခေါ်တဲ့ revenue per minutes ကလည်းကျသွားတတ်တယ် RPM ကျပြီဆိုရင်ကိုယ့်ရဲ့ YouTube income ရလာမယ့်ဝင်ငွေကလည်းနေသွားလိမ့်မယ်အဲ့တော့ကိုက content double လုပ်မယ်ဆိုရင် PPO မလုပ်ပဲနဲ့ဒူတွေတကယ်ကြည့်မဲ့တကယ်စိတ်ဝင်စားမဲ့ content မျိုးကိုလုပ်ပြီးရင်ကိုယ့်ဗီဒီယိုဝင်ကြည့်လိုက်တာနဲ့၄မိနစ်၅မိနစ်လောက်ထိဆွဲပြီးတော့ ကြည့်အောင်လို့ effort ထည့်ပြီးတော့စကားပြောရမယ် editing လုပ်ရမယ်အဲ့တော့ဘာအရေးကြီးသလဲဆိုတော့ video ရဲ့ intro ကအရင်ရေးကြည့်တယ်ဆိုတော့ video intro မှာ second 30လောက်ထိကိုယ့်ရဲ့ viewers တွေကိုထိန်းထားနိုင်ပြီဆိုရင်ကိုယ့်ရဲ့ every watch time ကလည်းတက်လာမှာအဲ့တော့ကိုက editing လုပ်တာနောက်ပိုင်းတွေကိုတိတ်ပြီးတော့ effort မထည့်နိုင်ဆိုရင်တော့မှရှေ့ပိုင်း30စက္ကန့်လောက်ဒါမှမဟုတ်10မိနစ်လောက်ကိုတိတိကျကျလေး edit လုပ်ပြီးတော့တိတိကျကျလေးပြောပေးပါဒါမှကြည့်တဲ့သူတွေကလည်းစိတ်ဝင်စားတဲ့ video ကိုအဆုံးထိဆက်ပြီးတော့ကြည့်ကြပါ ကဲနောက်ဆုံးအနေနဲ့အားလုံးသိချင်နေကြတဲ့ YouTube ကနေပတ်စံဘလို့ပေးတာလဲပတ်စံဘလို့ရတာလဲခဏအဲ့ဒါနဲ့ပတ်သက်ပြီးတော့အကျက်တဝင့်တိတိကျကျလေးရှင်းပြထားတဲ့ဗီဒီယိုတစ်ပုဒ်လုပ်ပေးဖို့အစီအစဉ်ရှိတယ်အဲ့တော့ဒီနေ့ဗီဒီယိုထဲမှာတော့อืมအသေးစိတ်ကြီးပါမှာတော့မဟုတ်ဘူးဒါပေမဲ့နည်းနည်းလေးသဘောပေါက်သွားအောင်လို့ပြန်ပြောပြမယ်နော် YouTube ကနေပတ်စံပေးရဆိုတဲ့နေရာမှာပြန်တော့ CPM နဲ့ RPM ဆိုတာကိုသိဖို့အရေးကြီးတယ် CPM ကကြတော့ကိုယ့်ရဲ့ဗီဒီယိုတွေကိုကြော်ညာတွေဝင်လာတယ်ဟုတ်အဲ့ဒီကြော်ညာကို အဆုံးထိဝင်ကြည့်လိုက်ပြီဆိုရင်ရလာတဲ့ပတ်စံပမာဏကိုပြောတာအဲ့ဒီ CPM ကပြင်တော်တို့လက်ရှိရမဲ့ YouTube ကနေပေးမဲ့ပတ်စံနဲ့ဘာမှမဆိုင်ဘူးအဓိကဆိုင်တာက RPM ဆိုတဲ့က RPM ဆိုတာ revenues per mile သူက video 1k view မှာရတဲ့ဒေါ်လာပမာဏကိုပြောတာအဲ့တော့ကိုက RPM 1ဆိုရင် 1k view မှာ1ဒေါ်လာရမယ်။ RPM 2ဆိုရင် 1k view မှာ2ဒေါ်လာရမယ်။ RPM 3ဆိုရင် 1k view မှာ3ဒေါ်လာရမယ်။ RPM 3ဆိုတာ တော်တော်လေးလုံနိုင်မှရမှာအဲ့တော့ RPM 0.5ဆိုရင်ကိုယ့်ရဲ့ 1K view မှာ0.5ဒေါ်လာရမယ်။ RPM 0.02ဆိုရင် 1K view မှာ0.02ဒေါ်လာရမယ်။အဲ့တော့ view ကတော့ 1K ပဲ။ RPM ပေါ်မူတည်ပြီးတော့ကိုရမယ့်ပတ်စံကိုရမယ့်ပမာဏကပြောင်းလဲသွားမှာ။အဲ့ဒီ RPM ကလည်း video တပုတ်နဲ့တပုတ်မတူဘူး။ RPM ကဘာကိုသတ်မှတ်ပြီးတော့ပေးရလဲဆိုတော့ကိုယ့်ရဲ့ video performance ရဲ့ ကြော်ညာဝင်ကြည့်တဲ့အကျင့်အရေးအတွက်ရေပေါ်ကိုမူတည်ပြောပေးတာအဲ့တော့ကိုယ့်ရဲ့ဗီဒီယိုက performance လည်းကောင်းတယ်သူများတွေအတွက်လည်းအကျိုးဖြစ်တဲ့ကိုယ့်ရဲ့ဗီဒီယိုကိုလူတွေကလည်းပြင်မြ၄မိနစ်၅မိနစ်လောက်ဝင်ကြည့်ကြတယ်ဆိုရင်ဒါဗီဒီယို performance ကောင်းတယ်လို့ခေါ်တယ်ပြီးရင်ကိုယ့်ဗီဒီယိုတွေဝင်တဲ့ကြော်ညာအောင်ပါသူတို့အဆုံးထိကြည့်ပေးတယ်ဆိုရင်တော့ RPM 1လောက်ကတော့ရတယ်ဥမာကိုကမနေ့ကဗီဒီယိုတင်လိုက်တယ်အဲ့ဒီဗီဒီယိုကဒီနေ့မှ RPM 1ရတယ်ဆိုပါစို့ ဲ့ဒီ RPM ကညင်ညင်မနေဘူး။သူက video performance ပေါ်မူတည်ပြီးတော့အတက်အကျရှိတယ်။အဲ့တော့ကို performance ကျသွားပြီဆိုတာနဲ့ RPM 1ကနေပြီးတော့0.9 0.8 0.6အဲ့လိုမျိုးကျသွားတတ်တယ်။ဒါအင်မတန်မှခေါင်းကိုက်စေတဲ့ရပါတော့။အစကို video က performance ကောင်းသားပြီးတော့ RPM ကလည်းတက်နေတယ်။ဒါပေမဲ့နောက်ပိုင်းသူတို့ဘလို့တွက်လဲတော့မသိဘူး။ performance ကျသွားရဲဆိုပြီးတော့ RPM ကိုတဖြည်းဖြည်းနဲ့ရှော့ရှလိုက်တော့ကိုယ့်ရဲ့ အပီယန် value ကျသွားတဲ့အညီကိုဝင်မဲ့ income ကလည်းတဖြည်းဖြည်းလိုက်ပြီးကျလာမှာပဲဒါကြောင့်မို့လို့ YouTube ကို main income stream အနေနဲ့အားကိုးလို့မရဆိုတာအမှန်ပဲဖင်နာအရန်လေးစားအကြရတဲ့ YouTuber တယောက်ရှိတယ်သူရဲ့နာမည်က Ali Abdul တဲ့သူကို King of the Productivity လို့ရံခေါ်ကြတယ်သူရဲ့ video တွေက ်များသောအားဖြင့်ဒီ productivity အပိုင်းကိုဦးစားပေးပြီးတော့ပြောတာရင်များတယ်ပေါ့နော်အဲ့တော့သူဆိုရင်ဘာတော်ပြောသလဲဆိုတော့ YouTube ကတဲ့ကိုယ့်ရဲ့ main income stream အနေနဲ့မဖြစ်သင့်ဘူးလေ။ကိုက YouTuber တယောက်ဆိုရင်နဲ့ဒီ YouTube အပြင်ပေါ့နော်။တခြားသော business ကိုပါတွဲပြီးတော့လုပ်တင်နေတဲ့။ဘာလို့လဲဆိုတော့ဒီအောင်မြင်နေတဲ့ YouTuber တွေတောင်မှသူတို့တစ်လနဲ့တစ်လရတဲ့ဝင်ငွေကြာမတူကြဘူး။တချို့လိုက်ဆိုရင်ဒေါ်လာတွေအများကြီးရပြီးတော့တချို့လိုက်ဆိုရင်ဒေါ်လာနည်းနည်းလေးပဲရတာရှိတယ်။ဒါတောင်မှ တို့နိုင်ငံမှာ RPN အရန်ကျန်းတဲ့ YouTube ကနေလဲပတ်စံတော်တော်များများရတဲ့နိုင်ငံမှာရှိတဲ့ YouTuber တောင်အဲ့လိုပြောရအောင်နော်ဖင်တို့လိုကြော်ခွာပြီးတော့တည်မလားအဲကြီးတဲ့ viewer တွေတော်တော်များများကလည်း monetization access မရထားတဲ့နိုင်ငံသူတွေပဲကြီးကြတဲ့အတွက် သူတို့နိုင်ငံက YouTuber တွေနဲ့ရှင်တော့ Finnaro နိုင်ငံ YouTuber တွေကရတဲ့ဝင်ငွေကတော်တော်လေးနည်းတယ်။သူကတော့အဲ့လိုပြောရဲဆိုတော့ Finnaro နိုင်ငံက creator တွေအတွက်စဉ်းစားကြည့်တော့ပေါ့။ကဲဒါဆိုရင်ကိုက YouTuber တရားဖြစ်စင်နေဆိုရင်အကြီးကတော့ဇွဲကောင်းနေမှရမယ်။သူများတွေအတွက်အကျိုးရှိမဲ့သူများတွေကိုလည်းစိတ်ဝင်စားလုံးနိုင်တဲ့ content လေးတွေကိုဖန်တီးပေးနိုင်မှတော့ခါကြမယ်။ video တွေကိုလည်းပုံမှန်တင်ပေးနိုင်ရမယ်။ပုံမှန်ဆိုတဲ့နေရာမှာ နေ့ရလည်းဖြစ်စဉ်ဖြစ်မယ်တရက်ကြာလည်းဖြစ်စဉ်ဖြစ်မယ်နှစ်ရက်ကြာလည်းဖြစ်စဉ်ဖြစ်မယ်ဒါကြတော့ကိုတင်တဲ့ပုံစံမျိုးမူတည်ရအဲ့ဒီလိုပုံမှန်လေးမပြတ်မကွက်တင်မနိုင်မှကိုယ့်ရဲ့ channel က grow ဖြစ်မယ် engagement ကြီးကောင်းမယ်ဒါပေမဲ့အဲ့ဒီလိုပုံမှန်တင်မနိုင်မှုဆိုတာကလည်း အလုပ်တစ်ဖက်နဲ့ YouTube ကို run နေတဲ့သူတွေအတွက်ဆိုရင်တော့တော်တော်မလွယ်တဲ့အရာပေါ့ဖြစ်နေဆိုရင်ဒီ YouTube အပြင် Facebook page မှာရှိသေးတယ် Facebook page မှာလည်းအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ content တွေကိုပုံမှန်တင်ပြနိုင်လို့ရတယ်အင်္ဂလိပ်စာသင်တန်းတွေကိုလည်းပုံမှန်ဖွင့်ပြအောင်ကြိုးစားရသေးတယ်ပြီးရင်ကိုကလည်းကျောင်းစာတစ်ဖက်နဲ့ဒီအရေအကုန်လုံး balance လုပ်ပြီးတော့ဒီ YouTube channel လို့စပြီးတော့ထောင်းထားတာဖြစ်တယ်အမှန်တမ်းပြောရရင် အဲတိတ်ပြီးတော့မလွယ်ဘူးပေါ့နော် time management တော်တော်လေးကိုကန်းကန်းလုံးနိုင်မှဒီຢာတွေကို balance ပြန်လုံးနိုင်မှနမို့ဆိုရင်ကိုက burn out ဖြစ်သွားတတ်တယ် burn out ဖြစ်သွားပြီဆိုရင်ကိုကအလုံးကိုလွတ်သွားလိမ့်မယ်လှုပ်ချင်တာရတော့အများကြီးပဲဒါပေမဲ့ဘာမှမပြီးဘူးဆိုတာတွေဖြစ်လာတတ်တယ်အဲ့တော့ youtuber တရားဖြစ်တဲ့ youtube ကနေဝင်ငွေရမယ်ဆိုရင်ဒါက long term ရရှိသွားမယ့်အလုပ်တစ်ခုဖြစ်တယ် ပုံမှန်လည်းလုတ်ပေးနိုင်ရမယ်ဇွဲလည်းကောင်းရမယ်ဆိုတော့အဲ့ဒါတွေကိုလုံးနိုင်လားတရားစင်းသားပေါ့နော်ပြီးရင်အတက်ကြရတာလည်းအရင်များတယ်အဲ့တော့ကိုက mentally ဘလောက် strong ဖြစ်လဲပေါ့မူတည်ပြီးတော့လည်း youtuber ဖြစ်တဲ့မဖြစ်တဲ့ဆိုတာစဉ်းစားရမယ်ကိုကိုကိုယုံကြည်တယ်ကိုလုံးနိုင်တယ်ဆိုရင်ခြားတာခြားပြနာအပ်ပေးတယ် ကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများရှိမယ်လို့မျှော်လင့်ပါတယ်အကယ်၍ဖနာဒီဗီဒီယိုလေးထဲမှာပြောပြဖို့လိုသွားတာတွေကြံသွားတာတွေရှိရင်လည်းကိုသိချင်တာလေးတွေကိုဒီဗီဒီယိုအောက်မှာ comment မဲ့ခဲ့ပေးလို့ရတယ်နော်ဖနာအားတဲ့ချိန်ကြရင် reply လေးပြန်ပေးပါမယ် So anyway, thank you so 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 much for watching this video till the end and I'm going to see you in my next video. Bye bye.